thank uh you -huh. င်္ဂလာပါရှင်ခတိ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုဒ်အနည်းနဲ့မုံရွာရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရော့ကတ်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှတိုက်စုံမှုများပြားပြီးစီကိုတောင်စကန်းရုံနဲ့ရိတ်ခါကိုတောင်တို့လည်းမီးလောင်ပောက်ကွဲတယ်လို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းမုံရွာမြို့ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို short တိုက်ရော့ကတ်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှအရာရှိသုံးဦးပါဝင်22ဦးတိုက်စုံပြီးစီကိုတောင်စကန်းရုံနဲ့ရိတ်ခါကိုတောင်တို့လည်းမီးလောင်ပောက်ကွဲခဲ့တယ်လို့ CRB တပ်ဖွဲ့မှတာဝန်ရှိသူတောင်ကပြော ပါတယ်ဇွန်လ29ရက်နေ့ညနေ9:30မိနစ်30ခန်းအချိန်မုံရွာမြို့နယ်အချိန်ဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကိုတော်လိုင်းတပ်ဖွဲ့တွေက short dive rocket ဒုံးစေလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်အဲ့ဒီတိုက်ခိုက်မှုတွင်စစ်ဌာနချုပ်တိုင်းရုံမှအရာရှိနှစ်ဦးဇနီးအရာရှိဇနီးလေးဦးနဲ့ စစ်တီ၁၂ဦးပွဲချင်းပြီးတည်ဆုံပြီးအပြင်းထန်ထန်ရရတဲ့အရာရှိ၄ဦးစစ်တီ၁၅ဦးပုံမှုများရဲ့ကလေး၂ဦးကိုအဲ့ဒီနေ့ညနေ၆နာရီကမှဂဒင်၃၀၀တာဆခွဲလေးတက်စင်းရုံကိုပို့ဆောင်ခဲ့ကြောင်းအဆိုပါတပ်ဖွဲ့ရဲ့ပြောဆိုချက်တွေရသိရပါတယ်။ဇွန်လ28ရက်နေ့မှာအဆိုပါပြင်းထန်ထန်ရရရှိသူများထဲမှာအရာရှိတက်ဦးပုံမှုကလေး၃ဦးနဲ့စစ်တီ၂ဦးထပ်မံတည်ဆုံခဲ့ကြောင်းတည်ဆုံသူတွေကိုဇွန်လ29ရက်နေ့မှာနာမခစစ်တင်ကြိုင်းနဲ့အလုံမျိုးတရဏဂုံတင်ကြိုင်းမှာနိုင်ရေးများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ဒါပြင်တက် ုင်မှုအတွင်နမကစတန်ယုံတွင်ရှိစီကိုတော်ပောက်ကွဲကတန်နှလုံးပြက်စီးခဲ့ပြီးစကန်ယုံနဲ့ရိတ်ခါကိုတော်တွင်မီးလောင်ပြီးလိုင်ကန်လည်းထိမှန်ပြက်စီးခဲ့ကြောင်းအရာရှိရိတ်သားမှရှက်ထားတဲ့အင်စင်ကနှစ်စီးမီးလောင်ပြက်စီးခဲ့ကြောင်းသိရပါဗျာ။ စစ်ခွေးတည်စင်ထပ်တိုးတာကတော့အခုလောလောဆယ်တော့အဲ့ဒီလောက်ပဲပြောချင်တာကတော့ကျွန်တော်တို့လည်းဝိုင်းဝန်းကူညီပေးဖို့ပြောချင်တယ်လို့ချင်းထွန်းရော့ကက်ဘရာတာစီယာဘီမာတာဝန်ရှိသူတောက်ကပြောပါတယ်။တော်လိုင်းတက်တွင်ရဲ့ရော့ကက်တွင်နဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်မုံရွာမျိုးရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းတည်ဆုံမှုတွေနဲ့ပတ်သက်ပြီးမြေပြင်အခြေအနေကိုရှန်ကုန်သတင်းဌာနအနေနဲ့တီးကြားပြုနိုင်တာမရှိနိုင်ပါဘူး။အဆိုပါတိုက်ခိုက်မှုကိုချင်းထွန်းရော့ကက်ညီနောင်စီယာဘီဦးဆောင်ပြီးမဟာမိတ်အဖွဲ့များဖြစ်တဲ့ချိုမိုင်မိုင်းကနီ Anonymous Hero ချင်းထွန်းဘရာတာတို့နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပြီးလေကြောင်းရံနဲ့စီ းသတင်းပေးပို့တဲ့အထက်မြန်မာပြည်ဖွဲ့ကိုအတူပဲကြီးစုတင်ရှိကြောင်းပြောကြားခဲ့ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်မင်းအောင်လိုင်းဘယ်လာရုစ်ကိုသွားရောက်စဉ်မိမကျူကျူလာကိုမမြင်ရပေရုရှားရောက်ရှိချိန်မှာလင်းစုံမီရဲ့ဘတ်နှစ်ကိုတူတွဲပွဲထွက်ပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ နိုင်ငံတော်ဘတ်ဂျက်နဲ့ဝယ်ယူထားတဲ့ MEI Airbus A319 လေယာဉ်ကိုမင်းအောင်လိုင်မိသားစုအတွက်လူတလုံးခေါက်တုံခေါက်ပြန်ပြန်တန်းအတုံးပြုနေရလို့ဆိုပါရယ်အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကဇွန်လ25ရက်ကစပြီးဘယ်လာရုစ်နိုင်ငံကိုထွက်ခွာခဲ့ပြီးအဲ့လိုထွက်ခွာချိန်ကမိမကျူကျူလာကိုမမြင်တွေ့ရပဲဇွန်လ28ရက်နေ့ရုရှားနိုင်ငံကိုရောက်ရှိချိန်မှာမင်းအောင်လိုင်မိမကျူကျူလာနဲ့အတူလင်းဆောင်မင်းရဲ့ဖက်နှစ်ကိုတူပွဲထွက်လာခဲ့ပါရယ်မင်းအောင်လိုင်ကဘယ်လာရုစ်နိုင်ငံမှာဇွန်လ26ရက်နေ့မှဇွန်လ29ရက်နေ့ထိပြုလုပ်ခဲ့တဲ့ဥရောပအာရှစီဝိုင်းဖိုရမ် င်ရောက်ခဲ့ပြီးဘလရုခီစင်တလျှောက်လုံးမှာမိမတူတူလာကိုမမြင်တွေ့ရပါဘူးဒါပေမဲ့ဆုံလ28ရက်နေ့ရုရှားနိုင်ငံကိုတွားရောက်ချိန်မှာဇနီးတူတူလာနဲ့အတူလီယင်ပေါ်မှာနှစ်ကိုတူစင်းလာကပွဲထွက်ပြခဲ့တာဖြစ်ပါတယ်နေပြီးတော့စစ်ဘက်တရင်အရင်မြစ်ကဘယ်လာရုစ်နိုင်ငံသွားစဉ်ကမင်းအောင်လိုင်းနဲ့ကိုယ်စားလှယ်ဖွဲ့တာတွားရောက်ခဲ့တာဖြစ်ပြီးဇနီးများမပါခဲ့ကြအစည်းအဝေးပြီးစီးချိန်မှာမှဇနီးဖြစ်သူကျူကျူလာပါဝင်ကိုယ်စားလှယ်ဖွဲ့ရဲ့ဇနီးတွေကိုလီယင်နဲ့တီးသက်ထပ်မံခေါ်ယူပြီးရုရှားကိုအတူတူသွားကြခြင်းဖြစ်တယ်လို့တုံ့သက်ပြောဆိုပါတယ်၎င်းတို့နောက်ရုရ ရှားကိုအတူသွားတာကမထူးခြားပါဘူးဒါပေမဲ့ဘယ်လာရုစ်ကိုသူတအုပ်နဲ့သွားပြီးမှစနီးကိုနောက်ကနေလိုက်လာဖို့လေယာဉ်နဲ့တစ်ခေါက်သွားခေါ်လာတာကိုပြောချင်တာသူတို့အတွက် MEI Airbus A319 လေယာဉ်ကိုမိသားစုပစ္စည်းလိုလိုတလိုတုံးနေတာထူးထူးခြားခြားဆိုရင်2022ခုနှစ်ဇွန်လမှာရုရှားမော်စကိုမှာရွှေကုန်းပုံတူစီတီတော့စိန်ဘူးတော်တင်လူပွဲအတွက်တင်တကူဆရာတော်ရှိဆက်ချအလူပွဲလုပ်တယ်အဲ့ဒီတုန်းကတက်ချုံတဲ့စနီးကရုရှားကိုအရင်ရောက်တဲ့ရေဆက်ချလူပွဲတက်ဖို့တက်ချုံသားနဲ့တမင်းကို MEI Airbus A319 လေယာဉ်နဲ့နောက်တစ်ခေါက်မြန်မာပြည်ကိုပြန်ခေါ်ပြီးသွား ခိုင်းနေအဲ့တုန်းကလင်းကအငှားပဲမဝရသေးဘူးအခုလည်းဘယ်လာရုစ်မှာတက်ချုပ်ရှိတုန်းကဇနီးမပါဘူး ရုရှားရောက်မှဇနီးပါလာတယ်ဆိုတာကလီယင်နဲ့ဇနီးကိုသွားခေါ်ခိုင်းတာကိုပြောချင်တာလို့နေပြည်တော်တပ်သတင်းရှင်းပြတွေကဆိုပါတယ်အခုနှစ်ဖေဖော်ဝါရီလအတွင်းမင်းရောင်လိုင်းနဲ့မိသားစုအတောင်ပြို့ပေါ်အမေရိကန်နိုင်ငံ Aviation Capital Group ထံမှငားရန်ထားတဲ့ Airbus အမျိုးအစား MEI A319115 လီယင် HYALK ကိုနိုင်ငံတော်ဘတ်ဂျက်မှအမေရိကန်ဒေါ်လာတန်း60နီးပါးအတောင်ပြို့ဝယ်ယူခဲ့ပါတယ်အဆိုပါ MEI Airbus A319 လီယင်နဲ့မင်းရောင်လိုင်းရဲ့ဇနီးနဲ့သားသမီးမိသားစုကဈေးဝယ်ပြပခီးသွားတွေသွားရောက်လေရှိပြီးသွားရောက်တဲ့နိုင်ငံဒီမှာစင်ကာပူနဲ့ ်ကိုရီးယားတို့ပါဝင်ကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။ ရန်ရှမ်းကုန်မန္တလေးလမ်းပေါ်မှာစစ်ကောင်စီစခန်းကိုကူကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှစကုပ်တည်ဆောင်ပြီးရဲအုပ်တအုပ်ပါဝင်၃ဦးအရှင်ဖမ်းဆီးရရှိနေကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းညောင်လေးပင်ကြောက်တကားဖြူမြို့နယ်အတွင်းရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိစစ်ကောင်စီတပ်ဖွဲ့များချိန်ချတပ်ဆွဲထားတဲ့စခန်းကိုကူကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှစကုပ်တည်ဆောင်ပြီးရဲအုပ်တအုပ်ပါဝင်၃ဦးအရှင်ဖမ်းဆီးရရှိကြောင်း NUG ကဝန်ကြီးဌာနကတင်ရဝင်သတင်းထုတ်ပြန်ပါတယ်။ဇွန်လ25ရက်နေ့မနက်အစောပိုင်းမှာစစ်ကောင်စီတပ်စခန်းများအလုံးကို င်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်19ထပ်မင်းတည်ဆောင်ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီးရဲအုပ်တအုပ်ပါဝင်စစ်တုံးမှန်း3ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းတိုက်ပွဲအတွင်းလက်နက်ကြီးလက်နက်ငယ်အစုံ16လက်နဲ့ခင်ရများစစ်တုံးပစ္စည်းအများများကိုလည်းတင်ဆက်ရရှိခဲ့ကြောင်းတိုက်ခိုက်မှုအတွင်းတော်လိုင်းတပ်ဖွဲ့များဘက်မှရဲဘော်တအုပ်ကြာဆုံးခဲ့ပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်စစ်ကောင်စီစခန်းကိုကိုအနက်မှစခန်းတစ်ခုဖြစ်တဲ့ညောင်လေးပင်မြို့နယ်ကြောက်တကားမြို့ကြားရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိတော်ဝိကြီးရွာမှစစ်တပ်စခန်း ကိုစွန်လ25ရက်မနက်တနင်္ဂနွေချိန်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာမနက်2နာရီချိန်မှာစခန်းကိုအပိသက်သိမ်းပိုက်ရရှိခဲ့ကြောင်းသိရပါတယ်။ လက်နက်ကြီးပစ်ကူကတော့ထိတွေ့တိုက်ပွဲစဖြစ်ကနေကတောက်လျှောက်ပစ်ပီးနေတာမျိုးရှိပါတယ်လေချောင်းပစ်ကူတော့မလာပါဘူးစကန်းကိုတော့စီးရီမန်ချက်အတိုင်းအောင်မြင်စွာတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပါတယ်လို့တော်ဝင်ထောင်းတရင်မှာတာဝန်ရှိသူတောင်းကပြောပါတယ်စစ်စင်ရေးတိုက်ခိုက်မှုတွေကိုအမှန်နဲ့စစ်စင်ရေးနေမြေတိုင်းစစ်ဌာနပဲခူးဖြူဟာ24နဂနီစီချောင်းအလာဝကတရင်အမှတ်3503တရင်ဖြူပကဘာဖြူဟာ25အမှတ်3900တရင် Spring Warriors Scotland KNL တရင်ကိုဖြူဟာ26တော်ဝင်ထောင်းတရင် ်တော်ကြီးကန်းတရင်တို့ပူပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ပြည်သူ့ကာကွယ်တပ်မတော် PDF တိုင်းစစ်ဌာနချုပ်ဘကူမှဘကူတိုင်းတွင်စစ်စင်ရေးများကိုတိုးမြင့်ဆောင်ရွက်လျက်ရှိတဲ့အတွက်ပြည်သူများအနေနဲ့ပူပေါင်းပါဝင်ပေးကြဖို့မြစ်တာရခံထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ဖားဆောင်မြို့နယ်မော်ကြီးဒေသကိုစစ်တပ်ကလင်းရင်နဲ့ပုံချင်းမှုပြည်သူခုနှစ်ဦးတင်ဆောင်ပြီးအများအပြားထံရရကပခုတ်ကူမှလည်းဝိုင်းတွင်လင်းရင်နဲ့ဘုံလုံး30ကျော်ချင်းချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ကရင်နီပြည်ဖားဆောင်မြို့နယ်မော်ချီဒေသကိုစစ်ကောင်စီတပ်ကလင်းရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူ9ဦးထပ်မံတင်ဆောင်ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသနေပြည်သူများကသတင်းဌာနကိုပြောပါရယ်ဒီကနေ့ဇွန်လ25ရက်မနက်7:00နာရီခန့်အချိန်ဖားဆောင်မြို့နယ်မော်ချီဒေသတောင်ပေါ်ရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကလင်းရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာ ခဲတတုတူဖော်ရီလုပ်ငန်းခွင်နဲ့ကုံဆောင်ဆိုင်ဒီဇိုင်းပေါ်ကိုပုံများကြားရောက်ပါခွဲခဲ့ပြီးပြည်သူခုနှုံးတည်ဆောင်ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ခဲချင်းကုံဆောင်ဆိုင်ပေါ်ကိုပုံချင်းသွားတာခဲချင်းဝင်နေရချိန်အလုပ်တွေလုပ်နေကြတဲ့ချိန်ဆိုတော့ထိခိုက်ကများတယ်တိုက်ပွဲမရှိဘူးတိုက်ပွဲကဖားဆောင်ဘက်မှာပဲဖြစ်တာအခုပုံချင်းတာကမော်ကြီးဘက်မှာဖြစ်သွားတာပါကနအူခုနှုံးတည်ဆောင်ပါတယ်အများအပြားဒဏ်ရာရတယ်လို့သိရတယ်။ရှာဖွေကဲဆဲတွေလုပ်နေလို့အရေးအတွက်အတိအကျတော့မသိရသေးဘူးဒီထက်လည်းများနိုင်တယ်လို့ဒေသတရင်ရှင်မြစ်တွေကပြော 王连英。 စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားနေရကိုပုံမကျင်းပင်ပြည်သူလူထုများနေထိုင်ရာစစ်ဘေးရှောင်စခန်းများလုပ်ငန်းခွင်များဖုန်ကြီးကျောင်းများစာသင်ကျောင်းများပြမဲ့ထားကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခြင်း KNB နယ်ဘက်ကိုစစ်ကောင်စီလက်ထက်မှဂျက်ဖိုက်တာဝိုင်တွဲလီအင်းတွေနဲ့ကင်းထောင်ပြန်တန်းနေခြင်းတို့လှုံ့ဆော်နေတာကြောင့်မိဘပြည်သူများအနေနဲ့လေကြောင်းရန်ကာကွယ်ဆိုင်ရာနည်းလမ်းများတတိပေးချက်များကိုလိုက်နာပေးကြဖို့တော်လိုင်းအင်အားစုတွေကတိုက်တွန်းထားပါတယ်။အလားတူမကွေတိုင်းပခုတ်ကူမျိုးနဲ့ကံမတိုက်နယ်အနောက်ခြမ်းကိုလည်းအကြံဖက်စစ်တပ်ရဲ့တပ်တအုပ်လေတပ်ကတက်လာတဲ့ဝိုင်တွဲပုံကျဲ ဲလီရင်နဲ့လေကြောင်းတိုက်ခိုက်မှု၁၇ကြိမ်ပြုလုပ်ခဲ့ကြောင်းဒေသသတင်းရှင်းပြတွေစီကသိရပါတယ်။ဇွန်လ25ရက်နေ့မနက်6နာရီမှ6:45မိနစ်အချိန်အတွင်းပအုလုံးရီ30ကျော်ခန့်တင်းချသွားနိုင်လို့လည်းသိရပါတယ်။အကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးကြောင်းလက်ရှိမှာစစ်တပ်ကအင်အားတထောင်ကျော်နဲ့ပခုတ်ကူမျိုးနဲ့ကံမတိုက်နယ်ကိုစစ်ကြောင်းထိုးနေစဉ်လေကြောင်းတွေပါနေမြရှင်လင်းတဲ့အနေနဲ့ပုံများကျဲချနေခြင်းဖြစ်ကြောင်းဒေသသတင်းရှင်းပြတွေစီကသိရတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။